ောဖြစ်လျင်ဖျက်တဲ့ခင်ဒီမိမိလူမျိုးကိုပယ်တော်မူမီလို့ဟူမေတော့ပယ်တော်မမူဟုဆိုရ၏ငါပင်ဣတရေလလူထီအာဗြဟံအမျိုးဖိညာမင်းအနှွယ်ဖြစ်၏ဖျက်တဲ့ခင်ဒီအထက်ကတိမတ်တော်မူသောမိမိလူတို့ကိုပယ်တော်မမူပရိယဖတ်အေလီယာကအိုထာဝရဖျာသူတို့ဒီကိုရောဤပရိယဖတ်များကိုတတ်ကြပါပြီကိုရောဤရစ်ပလက်များကိုဖြိုဖျက်ကြပါပြီ အကျွန်ုပ်တယောက်တည်းကြံ့ရည်ကြီးအကျွန်ုပ်အသက်ကိုပင်ရှာကြပါဤဟုဖျားသခင်ရှေ့မှာဣတရေလာမျိုးတဖန်နိုင်လင်ရှောက်ထားသည်ဟု ကျမ်းစာ၌ပါတော်အကြောင်းကိုတင်သွေးသည်မတိကြသလောထို့သောရှောက်သောအခါအဘယ်သို့ဗျာဒီထားတော်မူသည်ဟုမူကားဘာလရှိလိုင်ဒူမချောက်သောလူခွန်းထောင်တို့ကိုငါအဖို့ငါကြံကြွေးစီပြီဟု မိန့်တော်မူ၏ ထိုနည်းတူယခုကာလရနေကြီးစုတော်အတိုင်းရွေးကောက်တော်မူသောအကျွမ်းအကျံရှိသေး၏ကျေးဇူးတော်အားထင်ရှိလျင်ကိုကျင့်သောအကျင့်အားထင်မရှိရှိလျင်ကျေးဇူးသည်ကျေးဇူးမဟုတ်ကိုကျင့်သောအကျင့်အားဖြင့်ရှိလျင်ကျေးဇူးအားဖြင့်မရှိရှိလျင်ကိုကျင့်သောအကျင့်သည်အကျင့်မဟုတ်တို့ဖြစ်လျင်အဘယ်သို့နည်းဣသရေလလူတို့သည်ရှာသောအရာကိုမသွင်းမရကြ ွေးကောက်တော်မူသောသူတို့သာတွေ့ရကြ၏ကျွန်းတော်သူတို့ကိုမောင်မိုက် ဖုံးလွှမ်း၏ထိုသူနှင့်အညီကျမ်းစာလာသည်ကဖျားသခင်သည်အိတ်ကျင်သောသဘောကို၎င်းမမြင်နိုင်သောမျက်စိကို၎င်းမကြားနိုင်သော နားကို၎င်းထိုသူတို့အားပေးတော်မူပြီဟုလာ၏ထိုကျမ်းစာချက်သည်ယင်း၏တိုင်အောင်အပြည့်စုံတည်းဒါဝိစကားဟုမူကသူတို့စားပွဲသည် သူတို့၌ကြောက်ကွင်းတော်၎င်း ဂျမ်းတော်၎င်းထောင်ချောက်တော်၎င်းခံထိုက်တော်အပြည့်တော်၎င်းဖြစ်ပါစေ သူတို့သည်မမြင်နိုင်အောင် မျက်စိကွဲပါစေ သူတို့ကြောသည်လည်းအစင်ဂုံးပါစေဟု လာတည်းဒုဖီလီယန်ဣဒရီလာလူတို့သည်လဲ၍နေရသည့်တိုင်းအောင် ထိမိကြပြီးလောဟုမေးတော်လဲ၍မနေရကြသူတို့ဤစိတ်ကိုနှိုးဆော်ကြအကြောင်းရှိစေခြင်းကသူတို့ဤလေခြင်းအခြင်းကဲတင်တော်မူခြင်းကျေးဇူးသည် တပါအမျိုးသားတို့၌တက်ရောက်တလေ၏။သူတို့၏လက်ချင်းအရာသည်လောကီသားတို့၏စီးပွားကို၎င်း၊သူတို့၏ရှုံးခြင်းအရာသည်တပါအမျိုးသားတို့၏စီးပွားကို၎င်း၊ပြုစုရှင်သူတို့၏ပြည့်စုံခြင်းအရာသည်တာ၍ပြုစုမည်မဟုတ်လော။ထိုတို့ဆိုသောငါသည်တပါအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ထီထီနှင့်အညီထိုတမန်တော်၏အရာကိုချီးမွမ်းလျက်ငါအမျိုးသားချင်းတို့၏စိတ်ကို တခုခုအားသင်နှိုးဆော်ကြည် အချို့တို့ကို ကဲတင်ခြင်းကတပါမျိုးသားဖြစ်သောတင်တို့အားဆိုရသည်ထိုသူတို့ကိုပယ်တော်မူခြင်းအရာသည် လော့ကီသားတို့၏မိစ္ဆာဟာယဖွဲ့ခြင်းအကြောင်းဖြစ်လျင်သူတို့ကိုတင်စီတော်မူခြင်းအရာသည်တည်ခြင်းမှထမြောက်ရှင်ပြန်ခြင်းကဲ့သို့ဖြစ်လက်မည်မဟုတ်လောဥနေတော်မူစင်းသည်တန်ရှင်းလျင်တပုံလုံးတန်ရှင်းလက်မည်အမြဲတန်ရှင်းလင်အခက်လက်များလဲတန်ရှင်းကြလိမ့်မည် အချို့သောအခက်ကို၆ပြတ်ပြီးမှ ရိုင်းသောတန်လွင်ပင်တိကူသောအတင်ကိုအထက်နုံ၌ဆိုက်ယူဆိုင်သည်ဖြင့်အခက်များနှင့်အတူတန်လွင်ပင် အမြင့်ကို၎င်း အစီဩဇာကို၎င်းဆက်ရှင်လျေချိုးပြတ်သောအခက်တို့ကို ကဲ့ရဲ့ဝါးကွားခြင်းမရှိဝါးကွားလျင်မူကတင်းသည်အမြင့်ကိုမဆောင် အမြင့်သည်တင်းကိုဆောင်၏ငါကိုဆိုက်ယူဆိုင်ခြင်းကထိုအခက်တို့ကို၆ဖြစ်သည်ဟုတင်းဆိုပြန်လျင်မှန်စီတော့မြုံကြည့်တို့စိတ်ရှိသောကြသူတို့ကို၆ဖြစ်သည်ထီး၍ တင်းသည်ယုံကြည်ခြင်းအဖြစ်သာတည်မာနစိတ်မရှိစေနဲ့ကြောက်ချင်းစိတ်ရှိစေလောအကောင်းမှုကဖျားသိခင်သည်ပဂတိအခတ်များကိုနှမျောတော်မူမူလျင်တင်းတို့ကိုနှမျောတော်မူမီမဟုတ်လောတို့ဖြစ်လေလဲတော်သူတို့၌ပြင်းစွာစည်းစုံတော်မူခြင်းကို၎င်းဂျေဇုတော်အားတင်းသည်တီးနေလျင်တင်းအားပြုတော်မူသောဂျေဇုတော်ကို၎င်းဤနှစ်ပါးကိုအောင်းမေလောဂျေဇုတော်အားမတီးမနေလျင်တင်းသည်လဲခုတ်ဖြတ်ခြင်းကို ခံရမည်သူတို့သည်မယုံကြည်သောစိတ်ပျောက်လျင် အပင်၌တဖန်ဆိုင်၍စိုက်သောအခွင့်ကိုရလိမ့်မည်သူတို့ကိုတဖန်ဆိုင်၍စိုက်ကဖိရသခင်တက်တော်မူသည်အဘဲသို့အနိဟုမူကပဂတိရိုင်းသောတန်လွင်ပင်မှသင်ကိုခုတ်ရိပ်၍ကောင်းသောတန်လွင်ပင်၌ပဂတိကိုမလိုက်ဘဲစိုက်၍စိုက်သည်မှလျင် အခက်ဖြစ်သောသို့သူတို့သည်မိမိတန်လွင်ပင်၌စိုက်၍စိုက်သောအခွင့်ကိုตาอยู่ยาจะมีมหรอ ညီကိုတော်များတင်းတို့သည်ဝါကွားသောစိတ်မရှိသင့်များကတပါအမျိုးသားအပေါင်းတို့သည်ဝဲမကြိုင်းတိုင်းအောင်ဣတရီလာလူအချို့တို့မောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတားနှခင်းသောအရာကိုမတိပဲနေစေခြင်းကငါအလိုမရှိထို့သောကျန်းစာပါနှင့်အညီဣတရီလာလူအပေါင်းတို့သည်ကဲတင်ခြင်းတို့ယောက်ျားလိမ့်မည်ကျန်းစာကျဲဟုမူကကဲလွတ်သောသခင်သည်ဇီယုံတောင်၌ပေါ်ထွင်း၍မတရားသောအမျိုးကိုယာကုံမျိုးသားလူမှလွှဲတော်မူလတ်တာ တို့အကင်များကငါပယ်ရှင်းသောအခါတို့နိုင်ငါပေးသောပညာတရားသည်ဖိလိမိဟု လာသည်ထို့သောသောတရားဖြစ်၏ဟု လာသည်တို့သည်ဧဝံဂေလိတရားအဖြစ်မူကတင်တို့အကြောင်းအကြောင်းယံသူဖြစ်ကြ၏ရွေးကောက်တော်မူခြင်းအဖြစ်မူကဘိုးဘေးများအကြောင်းအကြောင်းချစ်သူဖြစ်ကြ၏အဘဲတို့နီးဟုမူကား ဖျားသခင် ပေးတနာတော်မူခြင်းခေါ်ထားတော်မူခြင်းကျေးဇူးသည် ဖော်ပြန်ခြင်းတဘောမရှိသင်တို့သည်အထက်ကဖျားသခင်ဤစကားတော်ကိုနားမထောင်ဘဲနေတော်လေယခုမတွင်သူတို့နားမထောင်ခြင်းအမှုအားဖြင့်တနာတော်မူခြင်းကိုခံရတကယ်သူထိုနည်းသူသင်တို့ခံရသောတနာတော်မူခြင်းအားဖြင့်သူတို့လည်းတနာတော်မူခြင်းကို ခံရမည်အကြောင်းယခုတွင် သူတို့သည်နားမထောင်ဘဲနေရကြ၏ဖျားသခင်သည်လူအပေါင်းတို့ကိုတနာတော်မူခြင်းအခွင့်ရှိစေခြင်းကလူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ချုပ်ထားတော်မူ၏ဖျားသခင်ဤပညာနှင့်ဉာဏ်တော်သည် အလွန်ကျယ်ဝင်းနှင့်နှဲစွာတကားစီရင်တော်မူချက်တို့ကို အဘယ်သူမြစစ်၍မကုန်နိုင်ကြွတော်မူရာလမ်းတို့ကိုလိုက်၍ရှာတော်လဲမတွေ့မမိနိုင်သာရဖျားစိတ်တော်ကိုအဘယ်သူသိသနည်းသာရဖျားနဲ့အဘယ်သူသည်တိုင်းပင်ပဲ့ပြုသနည်းဂျေဇုဆက်တော်မူရမည်အကြောင်းသာရဖျား၌အဘယ်သူသည်ဂျေဇုပြုဘူးသနည်းခတ်သိမ်းသောအရာတို့သည် ကိုတော်အထင်းက၎င်း ကိုတော်အားဖြင့်၎င်းကိုတော်အဖို့အလိုငါ၎င်းဖြစ်ကြ၏ကဘာအဆက်ဆက်ဘုန်းကြီးတော်မူစေတည်းအာမင်